မင်္ဂလာပါရှင်ရှမ်းကွန်မီဒီယာကနေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ငလျင်ဘေးဒဏ်တဲ့အင်းလေးဖောင်တော်ဦးစီတော်မြတ်ကြီးရင်းမြင်တော်နဲ့တစောင်းပြုပြင်မွန်မံပြင်ဆင်တည်ဆောက်နိုင် လုပ်ငန်းကော်မတီလုပ်ငန်းညီနိုင်စီဝေးတက်ရောက်တဲ့တဲ့တင်ကို တင်ဆက်ပါမယ်ရှင်ငလျင်ဘေးဒဏ်တဲ့ကလောခရိုင်ညောင်ရှိမြို့နယ် ဖောင်တော်ဦးစီရတော်မြတ်ကြီးရင်းမြတော်နဲ့တစောင်းများပြုပြင်မွမ်းပြင်စင်တိဆောက်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညီနိုင်စီဝေးကိုအေဖီလာတရက်နနက်ရှင်နိုင်ကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရခွဲယုံ အစည်းအဝေးခန်းမှာတွင်ပြုလုပ်ခဲ့ပါတယ်။အစည်းအဝေးသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေထွန်းပြည်နယ်ဝန်ကြီးများပြည်နယ်ဆင့်ဌာနဆိုင်ရာများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဖွဲ့ဝင်များအင်းလေးဖောင်တော်ဖရာဂောပကာအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ကငလင်တန်တဲ့ဖရာပထူစီဒီများဖုန်ကြီးကျောင်းများကိုသက်ဆိုင်ရာနေရာသက်ဆိုင်ရာဒေသအလိုက်ပြန်လည်ပြင်ဆင်နိုင်ကော်မတီများဖွဲ့စည်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအဆိုပါကော်မတီအလိုက်ဆောင်ရွက်မှုများကိုပြည်내ကြီးကြပ်မှုကော်မတီကစက်မှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း င်းလေးဖောင်တော်ဦးဇေကြီးရင်ပြင်ကြံလင်ပြုပြင်မွန်မှန်ပြင်ဆင်နိုင်ရအတွက်ကျွမ်းကျင်ပညာရှင်များ၏အကြံပြုချက်များနဲ့အတူဆောင်ရွက်ကြရမည်ဖြစ်ကြောင်းအောင်မန်ညောင်ရွှေမြို့များရှိ အန်ရရှိဟိုတယ်နှင့်အဆောက်အဦများကို ဖြိုဖျက်ခြင်းနှင့်ပြန်လည်တည်မြဲခြင်းလုပ်ငန်းစဉ်များအတွက်ဆွေးနွေးကြရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်ရင်းနောက် သာသနာရေးနဲ့ရင်ကျိမှုဝင်ကြီးဌာနဒုတိယဝင်ကြီးကအင်းလေးဖောင်တော်ဦးစီးတော်မြတ်ကြီးရင်မြင်တော်နဲ့တစားများကိုအမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားနိုင်ရေးအတွက်မိမိဌာနမှာဝန်ထမ်းများနဲ့အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှကောင်စီဝင်ဦးမျိုးမြင့်နဲ့တက်ရောက်လာကြသည်ပြည်내ဆင့်ဌာနဆိုင်ရာများကငလျင်ဘေးဒဏ်ကြောင့်ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည်အင်းလေးဖောင်တော်ဦးစီးရော်မြတ်ကြီးရင်းမြင်တော်နှင့်တစောင်းများပြုပြင်မွမ်းမံပြင်ဆင်တည်ဆောင်နိုင်ရအတွက်ကောမဒီအလိုက်ဆွေးနွေးခဲ့ကြပါသည်ဆက်လက်၍အစီအဝေးဒုတိယပိုင်းအနေဖြင့် ငလင်ပေးတန်ခံရသည့်မြို့နယ်များကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းညီနိုင်အစည်းအဝေးကိုဆက်လက်ကျင်းပရာပြည်နယ်ဝန်ကြီးချုပ်ကငလင်ပေးတန်တဲ့အခြေခံပညာကျောင်းများပြန်လည်ပြင်ဆင်ရေးအတွက်ကျောင်းတစ်ကျောင်းချင်းစီရလိုက်ကွင်းစင်၍အသေးစိတ်ချက်လက်များတင်ပြဆောင်ရွက်ရန်စီယုံစည်းကမ်းများပြိုကျပျက်စီးမှုအ мян ပြန်လည်ပြင်ဆင်နိုင်ရေး ငလျင်ဘေးဒဏ်တင်ခံခဲ့ရသည့်အဆောက်အဦများအ мян ဆုံးပြန်လည်ပြုပြင်နိုင်ရေးဆွေးနွေးခဲ့ပါသည်။ထို့နောက်အစည်းအဝေးတို့တက်ရောက်လာကြသည့်ပြည်내ဝန်ကြီးများနှင့်ပြည်내ဆင်ဌာနဆိုင်ရာများကသက်ဆိုင်ရာဌာနအလိုက်ကူညီကယ်ဆယ်ရေးနှင့်ကြံလေထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြရမည့်အစီအမံများကိုဌာနအလိုက်တင်ကြားကြရာ ီနယ်ဝန်ကြီးချုပ်ကလုပ်ငန်းတိုင်းသည်အခက်အခဲများစွာရှိနိုင်သဖြင့်သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညီနိုင်၍ပူးပေါင်းဆောင်ရွက်ကြရန်အကောင်းဆုံးဖြစ်အောင်မြင်မြန်ဆန်းဆန်းနှင့်ဟာကွက်အနေဆုံးဖြစ်အောင်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်ပြောကြားပြီးလိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ရှမ်းပြည်နယ်တွင်တွင် ညလင်းဘေးဒဏ်ကြောင့်ဒေဆုံးသူ65ဦးဒဏ်ရာရသူ100ဦးအင်ဂျီ3899လုံးလူဦးရေ18159ဦးညလင်းဘေးဒဏ်သင်ခံခဲ့ရကြောင်းသိရှိရပါတယ်ရှင်